တခါကြီးတို့အမေမရှိမှအမေလိုခြင်းရဲ့အဖေမရှိမှအဖေလိုခြင်းရဲ့အမားနောင်တတွေနဲ့တရားအမောင်ကြ၍အမားနောင်တဖြစ်သွားပြီနောင်တဆိုတာရှေ့မှရတာလားနောက်မှရတာလားကဲပြောကြည့်ပါဝအောင်ကျွေးလက်အောင်စင်ကျွေးဖူးမွေးဖူးကျွေးစုရှင်မသေးခင်ပြောအောင်သာ ကျေးဇူးတည်တဲ့သမိတာနော်ဒီလိုမှဥစဉ်ဒီတရားမျိုးကိုမှမပြောဘူးဆိုရင်တခါကြီးတို့တကမာကြီးတို့ဂနစ်ခဲ့တို့ဘာဖြစ်သွားမယ်ဆိုရင်မဂ္ဂဒေဝလင်္ကာတဲမှာကြည်စမ်းကဲပြောကြည့်ပါဦးနော်ကဲပြောကြည့်ဤလောက၌မိဘကိုပင်ဥစ္စာမြေမှာခင်မင်းများလေး သားတို့မွေ၏ပဲရွှေမရှိမိဘတို့အားတမိသားလေနိပါထယမကတ်တုံလည်းရင်ရှောင်းကြကွင်း၏ဟောတချို့ဆိုရင်လေဟိုကျွေးအုံနွားအုံကြီးတွေကိုကျုပ်တို့တော်ဆိုရင်တစ်သက်လုံးလဲထော်ခိုင်းတယ်။ဦးပြီးဆိုရင်လွတ်ပြက်လိုက်တယ် ်နော်အခုမေဟိုဖေဟိုတွေကိုမိဖို့ကြောင့်မှထိုးတာတာဟာဒါကျွဲလို့နွားလို့ဆက်ဆံရမရဘူးလားဟတ္တိအတ္တဂေါဏမဟိန္ဒသာတိမာက ပြူခါစေစားအိုခါရှား၍အိုတော့ပယ်ရှားတယ်နော် ပြူတုံးကစေစားခဲ့တယ်ပြူခါစေစားအိုခါရှား၍စော့ထားပယ်ခါမပြူရဘူး နော်အဲ့ဒါလို့ပြစ်ပယ်ထားမယ်ဆိုရင် အမေရင်ကွဲမတက်ခံစားရမှာပဲနော်ဒါကြောင့်မို့တခါကြည့်တို့တခါမှကြည့်တို့ဦးစင်တို့ အမေအိုဖေအိုတွေကိုတသက်တာစေစားခိုင်းစား၍ဝါမှာအိုပြီးဆိုမှာအမေအိုဖေအိုတွေကိုမိဖို့ကြောင့်မှထိုးလိုက်ကြမယ်ဆိုရင်ရင်ကွဲမတက်ခံစားရသူက အမေပါခံစားရမှာကသူများလားမိဘနာပါပဲလားနော်ဒါကြောင့် အမေရတွေးမှာပေါ့လေပွေတိဝေစာအသာစင်မှာခဏနာအတိကုံရိုးတံကျဲတော့ခွဲထွက်ခွာသွားအကုန်လုံးအသားရဲ့အမေစီကိုတခါလောက်မအားဘူးမေတမီးရဲ့တနင်းငယ်တွေအမေစီကိုတခါလောက်အမေရဲ့အားပါဘူးနော်ဟောအတိကုံရိုးတံကျဲတော့ခွဲထွက်ခွာသွားအပင်အိုကြီးကိုငက်တရကာကြီးလာအောင်မလားနော်တချို့ဆိုရင်လေ ရိုင်ရွက်သိကြီးတပစ္စည်းဤနော်တသဲလုံးတရှင်ရေးကိုလုတ်ပေးခဲ့တဲ့တပစ္စည်းလေးတအိတ်လုံးကိုတာဝန်ယူတရှင်ခဲ့တဲ့တပစ္စည်းဆွေးမြေ့သွားပြီဆိုတော့သူ့ကိုပဲအမိုက်ပြန်ပြန်ဖြစ်သွားဘူးလားတသက်လုံးပြုစုယူရခဲ့တဲ့အကျဉ်းသာတရားမေတ္တာတရားကိုပေးခဲ့တဲ့ဒီအမေဒီအဖေအိုးပြီဆိုတော့အမိုက်ခမလာမပြောနဲ့ရှုပ်တယ်ဗျာမိရလဲရှုပ်လိုက်တာနော်ဆိုတာရှုပ်တယ်ဆိုတာအမိုက်လို့ပြောလိုက်တာပဲနော် ဒါကြောင့်ရံရွက်သေးကြီးတပစီဤပြည်ဘုံဘဝနီကုန်ချတော့သူကပင်လည်းအမိုက်ဖြစ်တည်းသာသမီတွေရဲ့မျက်လုံးထဲမှာမိဟုဖအိုတွေကအမိုက်ဖြစ်မနေဘူးလားနော်ဒီလိုမျိုးဖြစ်တဲ့ပါမလားမဖြစ်တဲ့ဘူးနော်